မင်္ဂလာပါရှင်ဒီ channel လေးကနေပြီးတော့မြန်မာသားယင်းဤမြန်မာသားဖန်ဤနဲ့စကားပြောဆိုနီးလေးတွေအပြင်အတန်းစဉ်အလိုက်မြန်မာသားဖက်စာလေးတွေကိုသင်ကြားပေးနေတာဖြစ်ပါလေရှင်ဒီနေ့တော့ဓတမတန်းမြန်မာသားဖက်စာမှာပါဝင်တဲ့တုတ္တဆောင်းမလေးတို့ပုဂ္ဂိုလ်ဖတ်ပြခြင်းပါတယ်ဆောင်းမလေးကတော့ဘိုလ်ချုပ်အောင်ဆန်းဤចောင်းသားဘဝနှင့်ပညာရေးအမြင်တဲ့ ဒီဆောင်မကတော့ဘိုးချုပ်ကသူကိုယ်တိုင်ရေးထားတဲ့အထုပ်ပတ်ဒီတဲ့ကနေပြီးတော့ရင်ကောက်နှုတ်ထားတာဖြစ်ပါတယ်။ကဲဒါဆိုရင်ဘိုးချုပ်အောင်ဆန်းဤចောင်းသောပွားနဲ့ပညာရဲ့အမြင်ဆိုတဲ့ဆောင်မကိုမဖက်ခင်မှာဘိုးချုပ်ကအကြောင်းလေးကိုပထမဦးဆုံးပြောပြခြင်းပါတယ်။ဘိုးချုပ်အောင်ဆန်းဤ ကျောင်းသားဘဝနှင့်ပညာရေးအမြင်ဆောင်မှမှဘိုးချုပ်အောင်ဆန်းကိုရိုင်ရေးသော အထုပ်ပတ္တိမှကောက်နှုတ်ထားခြင်းဖြစ်သည်ဘိုးချုပ်အောင်ဆန်းကို မကွေးတိုင်းနမ်မောက်မြို့တွင်မြန်မာ တက္ကရ1986ခုနှစ်ခရစ်နှစ်1935ခုနှစ်တွင်ဖွားမြင်သည် ဖခင်မှာအမိန်တော်ရရှေ့နေဥဖာမိခင်မှာဒေါ်စုဖြစ်သည်ငယ်မီမှာမောင်ထိန်လင်းဖြစ်သည် နမ်မောင်မြို့ဆရာတော်ဥတော်ပိတကျောင်းရေနံကျောင်းမြို့အမျိုးသားအထက်တန်းကျောင်းနှင့်ရန်ကုန်တက္ကသိုလ်တွင်ပညာစည်းပုခဲ့သည်ရန်ကုန်တက္ကသိုလ်ကျောင်းသားများတက်မက အမှုဆောင်အဖွဲ့ဝင်အိုးဝေမဂ္ဂဇင်းတာဝန်ခံအက်ဒီတာအဖြစ် ဆောင်ရွက်ခဲ့သည်ထိုနှစ်အိုးဝေမဂ္ဂဇင်းအင်္ဂလိပ်စာကဏ္ဍတွင် ပါဝင်သည့် Hell Hound at Last ငရဲခွေးကြီး လွတ်နေသည့်စောင်းမားနှင့်ပတ်သက်၍တက္ကသိုလ်အာဏာပိုင်တို့ကအိုးဝေမဂ္ဂဇင်းတာဝန်ခံအက်ဒီတာကိုအောင်ဆန်းကိုကြောင်းထုတ်ခဲ့သည်ထို့ကြောင့်ကျောင်းသားများမခံမရနိုင်ပဲတပိတ်မှောက်ကြရာ1936ခုနှစ်တွင်ကျောင်းသားတပိတ်ပေါ်ပေါက်ခဲ့သည်1939ခုနှစ်တွင် ကိုအောင်ဆန်းသည်ဝိဇ္ဇာဘွဲ့ကိုရရှိခဲ့သည် 1938ခုနှစ်တွင်မြန်မာနိုင်ငံလုံးဆိုင်ရာအကြောင်းသားတမကဥက္ကဋ္ဌအဖြစ်ဆောင်ရွက်ပြီးလျင်ဒုဗမာစီယုံတို့ဝင်ရောက်၍အတွင်ရမှုတာဝန်ကိုထမ်းဆောင်ခဲ့သည်ရဲဘော်၃ချိတ်ကိုဥဆောင်၍မြမလွတ်လပ်ရေးအတွက်ကြိုးပမ်းခဲ့သည်ဗိုလ်တေစအမိခံခဲ့သည်1942ခုနှစ်တွင်ထိုင်းနိုင်ငံဘန်ကောက်မြို့၌ ဗမာလွတ်လပ်ရေးတပ်မတော်ကိုဖွဲ့စည်းကာမြန်မာနိုင်ငံတွင်းသို့ခြိတက်ခဲ့သည်မြန်မာနိုင်ငံကိုဂျပန်များသိမ်းပိုက်ပြီးနောက်ဗမာကာကွယ်ရေးတပ်မတော်ဖွဲ့သောအခါစစ်သေးနာပတိဖြစ်လာသည်1943ခုနှစ်တွင်ဂျပန်ခေအစိုးရအဖွဲ့တွင်ဗိုလ်ချုပ်အောင်ဆန်းသည်ကာကွယ်ရေးဝန်ကြီးတာဝန်ယူခဲ့သည်ဖက်စစ်ဂျပန်ကိုတော်လှန်ရန်1944ခုနှစ် ဩဂုတ်လတွင်ဖက်စစ်တိုက်ဖြဲ့ရေးပြည်သူလွတ်လပ်ရေးအဖွဲ့ချုပ်ဖတပါလဥက္ကဋ္ဌအဖြစ်ဆောင်ရွက်လျက်လွတ်လပ်ရေးတိုက်ပွဲဝင်ခဲ့သည်1945ခုနှစ်မတ်လ28ရက်နေ့တွင်ဗိုလ်ချုပ်အောင်ဆန်းခေါင်းဆောင်ကဖက်စစ်ဂျပန်ကိုတော်လှန်ခဲ့သည်အင်္ဂလိပ်ပြန်ဝင်လာသောအခါဖက်စစ်စန့်ကျင်ရေးပြည်သူလွတ်လပ်ရေးအဖွဲ့ချုပ် ပါစာပါလာကိုညှို့ဝဲဖွဲ့စည်းသောအခါထိုအဖွဲ့တွင်ဥက္ကဋ္ဌအဖြစ်တာဝန်ယူခဲ့သည်အစိုးရအဖွဲ့ကိုလည်းခေါင်းဆောင်ခဲ့သည်1949ခုနှစ်တွင်မြမလွတ်လပ်ရေးအတွက် အင်္ဂလန်နိုင်ငံသို့သွားရောက်ဆွေးနွေးခဲ့ပြီးနောက် အောင်ဆန်းအက်တလီစာချုပ်ကိုချုပ်ဆိုခဲ့သည်1949ခုနှစ်ဇူလိုင်လ16ရက်နေ့တွင် အတွင်းဝင်ယုံ၌အစီဝေကျင်းပနေစဉ်နေချက်လက်ပါးစေတစုဤလောက်ကြံတက်ဖြတ်ခြင်းကိုခံခဲ့ရရှာသည်ဘုเจ้าအောင်ဆန်းသည်စာရေးစာဖတ်ဝါသနာပါသူဖြစ်သည်စိတ်မဖြစ်မီကတကုံမဂ္ဂဇင်းတွင်စောင်းမများရေးခဲ့သည်လွတ်လပ်ရေးရပြီးလျင်နိုင်ငံရေးမှအနားယူလျက် စာရေးပြီးအေးအေးလူလူနေရန်ကြံရွယ်ကြောင်းမိမိဤဆန္ဒကို မကြာခဏထုတ်ဖော်ခဲ့ဘူးသည်ဒါကတော့ဗိုလ်ချုပ်အောင်ဆန်းအကြောင်းအထုပ်ပတ်ဒီလေးကိုရေးထားတာဖြစ်ပါတယ်ဒီအထဲဒီရေးထားတဲ့အထုပ်ပတ်ဒီအကုန်လုံးကအရေးကြီးတဲ့အချက်အလက်တွေကြီးပဲဖြစ်ပါတယ်ကဲဆက်လက်ပြီးတော့ဗိုလ်ချုပ်အောင်ဆန်းရဲ့ចောင်းသားပွားနဲ့ပညာရေးအမြင်ဆိုတဲ့ တုတ္တဆောင်းမလေးကိုဆက်လက်ပြီးတော့ဖတ်ပြပေးသွားမှာဖြစ်ပါတယ်။ဘုဇုံအောင်ဆန်းဤကျောင်းသားဘဝနှင့်ပညာရေးအမြင်ကျွန်တော်ဤမိခင်ဖခင်နှစ်ဦးစလုံးမှာဉာဏ်ကောင်းသော အမျိုးဖြစ်လေသည် ကျွန်တော်ဤဖခင်သည် ရှေ့နေစာမေးဝဲတွင်မြမတပြည်လုံးတတ္တိယဆွဲခဲ့လေသည် ကျွန်တော်တို့အကိုအားလုံးလဲညံကောင်းကြသည် သို့တော်ဒုတိယအကိုကြီးကစာသင်အထူးပြင်းလှ၍အခြားညီအကိုများကဲ့သို့ပေါက်ပေါက်ရောက်ရောက်ပညာမတက်ပေကျွန်တော်ဤအကိုများဝမ်းခွဲအကိုများဦးလေးများမှာမိမိတို့ဆိုင်ရာကျောင်းစာမေးပွဲတွင် ထိတ်တန်းကြကြအောင်မြင်ကြသူများကြီးဖြစ်လေသည် ကျွန်တော်တို့ဤမိဘများသည် ပညာကိုလည်းအထူးလိုလားသည်ကျွန်တော်ဤအကိုများကိုငါးနှစ်သားအရွယ်မှစ၍ကြောင်းထားခဲ့လေသည်ကျွန်တော်တယောက်သာအငယ်ဆုံးဖြစ်၍အလိုလိုက်ကာထားသဖြင့်အသက်၈နှစ်ရောက်မှသာလျှင်ကြောင်းစနေရပေသည် ကျွန်တော်အကြောင်းနေလာရင်အကြောင်းကိုပြောပြရအောင်မည်ကျွန်တော်၏အထက်အကိုကိုအောင်တန်းကအသက်၁၇နှစ်ခန့်တွင် ရှင်ပြုလေသည်ထိုအခါကိုအောင်တန်းမှာမြန်မာ၆တန်းတွင်ရှိသည်ကျွန်တော်မှာအသက်၈နှစ်ထဲရောက်တော်လဲကျောင်းမနေရသေးချေရှင်ပြုအခန်းအနာဖြင့်ကိုအောင်တန်းတို့ရှင်လောင်းဆင်သောအခါကျွန်တော်လဲရှင်လောင်းဖြစ်ခြင်းသည်ဖြင့်မိခင်အားပူဇော်သည် ထိုအခါမိခင်ကရှင်လောင်းလှုပ်တဲ့သူက စာတက်မှ ဖြစ်သည်ဟုပြောပြသည်ဖြင့်ကြောင်းနေပါတော့မည်ဟုဂရီပေးကထိုတွင်မှကြောင်းစနေပြစ်လေသည်တန်းကျော်တက်ခဲရပြန်သည်ဖြင့်၄နှစ်နှင့်ဆယ်တန်းအောင်မြင်သည် အင်္ဂလိပ်မြန်မာတတ်တမာတန်းစာမေးပွဲတွင်မြန်မာတပြည်လုံးတွင်နဝင်းမှဆွဲခဲ့၍အထက်တန်းစကောလာရှိပ်ရခဲ့သည်ဗုဒ္ဓဘာသာကျောင်းနှင့် အမျိုးသားအပေါင်းများတွင် ပထမဆွဲခဲ့၍ဥရွှေခိုစုကိုရရှိခဲ့ပြီးနောက်ရန်ကုန်တက္ကသိုလ်တွင်6နှစ်ခွဲမြနေခဲ့သည်နိုင်ငံရေးစိတ်တန်မှုကြောင့်ကျောင်းစာများကို မလစ်ကျက်သဖြင့် BA အထက်တန်းအထိအောင်ယုံသာအောင်ခဲ့သည် BA အထက်တန်းနှစ်တွင်ကျောင်းသားတပိမ့်မှောက်ကောင်းဆောင်တဦးဖြစ်၍အလုံးရှုပ်သဖြင့် ် BASA မေးဘွားကိုတနှစ်မပြေဘဲနေခဲ့ရသည်။နောက် BL အတန်းကိုတက်ခဲ့ရာထိုအတန်းတွင်လည်းမှန်မှန်မတက်။စာအုပ်လည်းမရှိ၊မှတ်စုလည်းမထား၊စာလည်းမကြည့်။မိမိစိတ်တန်ရာနိုင်ငံရေးကိုသာလိုက်စားသဖြင့် BL ပထမနှစ်စာမေးပွဲတွင်ကြရှုံးလေသည်ဤကားကျွန်တော်တသက်တွင်ပထမစာမေးပွဲပထမဆုံးနှင့်နောက်ဆုံးကြရှုံးခြင်းပေသည် ကြာရှုံးတော်လဲဥပဒေရာဇဝင်ဖြစ်သော ပထမမေကွန်းစာတွင်ကျွန်တော်ပထမရခဲ့သည်ဒုတိယ BL နှစ်တွင်နှင်းစစ်အောင်ကျွန်တော်မနေတော့ပေဥယောပတိုက်တွင်မြူးနှင်းစာချုပ်မချုပ်ဆိုမီစစ်ဖြစ်မတတ်အခြေအနေနှင့်မြမပြည်တွင် အထီးကယုံအခြေအနေများကိုထောက်ဆ၍တိုင်းပြည်အတွက်ကိုထီလက်ရောက်လောက်ကင်ရန်ကြောင်းမှနှဲ့ဝဲ နှင်းဝက်တွင်ထွက်၍တခင်ဘဝသို့ပြောင်းခဲ့သည်မြမစာသင်ဘုန်းကြီးကျောင်းနေရစဉ်ကကျွန်တော်အထူးမပြောပိုက်သည့်အချက်တစ်ချက်ရှိလေသည်ထိုအချက်မှာကစားခုံစားခြင်းခလေးဘာဝသစ်ပင်တက်ရေကူးအလုံမျိုးပိတ်ပေခြင်းပင်ဖြစ်လေသည်အဲဤအချက်တွင်ကျွန်တော်တို့မိဘများလဲတသဘောတည်းလောက်ပင်ရှိသည် ျွန်တော်တို့မှာသစ်ပင်တက်ချင်းရေကူးချင်းစသောကိုလက်ကျမ်းမှာကျင်လည်မှုကိုလည်လာခွင့်မရသစ်ပင်တက်တီကိုမြင်ရင်အစိုးအမိခံရသည် ရေကူးတီကိုသိရင်အယိုက်ခံရသည် ထို့ကြောင့်ယနေ့အထိကျွန်တော်မှာဉာဏ်ပညာဘက်မှ အခွင့်အလမ်းရခဲ့၍ပေါင်းမြောက်ခဲ့သလောက်ကိုလက်ကျမ်းမှာကျင်လည်ရေးတွင် အခွင့်အလမ်းမရခဲ့၍များစွာချွေရင်းနေသည်ရေနံကြောင်းအမျိုးသားကြောင်းနေစဉ်ကလည်း အခွင့်အလန်းမရခဲ့မရခဲ့သည်မှာအမျိုးသားအကြောင်းဖြစ်သည့်အတိုင်းဆင်းရဲတဲ့ဖြင့်ကစားခုံစားလက်ကျင်ရာနေရာကရိယာတစားပလာများ မထားနိုင်၍ပင်ဖြစ်သည်မြမပြည်တွင် ဖုန်ကြီးများနှင့်ရှဲလူကြီးများ၏အချို့အယူအဆများကိုခင့်နှင့်မျောအောင်ပြုပြင်သင့်လေသည်သို့မဟုတ်လျင်မြမပြည်နှင့်မြမလူမျိုးတို့အခြေအနေသည်တိုးတက်သင့်သလောက်တိုးတက်မည်မဟုတ်ချေ ပညာဆိုသည်မှာစာအုပ်စာရန်ဖတ်၍စာသိမှုကိုပညာဟုမဆိုပေပညာသည်အတိုင်းအစမထင်အလွန်ကျယ်ပြောနည်းနည်းလာပေသည်လောကပြင်ကျယ်သည်ဟူသောကြောင်းကြီး၌ကျွန်ုပ်တို့သည်ပခက်တွင်းမှသည်မြေကြီးထဲသို့ရောက်သည်အထိပညာသင်သားများဖြစ်နေကြလေသည်ထို့ကြောင့်ပညာသင်ကြားမှုသည်အမှန်စင်စစ်အားဖြင့်သူဤတသက်တာတွင်ကုံဆုံးသည်ဟုမဆိုနိုင်ပေ ပညာတတ်သူသည် လောကရှိအရာရာကိုအခွင့်အလန်းလိုက်စင်ကျင်သုံးသပ်နိုင်စွမ်းသောဉာဏ်အားကို၎င်းမိမိဉာဏ်အမြင်အရာစိတ်နေစိတ်ထားစိတ်တတ် emotion of the education တို့ကို၎င်းပြုပြင်ပြုစု စီမံထားခဲ့သူသားလျင်ဖြစ်သည်ဘီအေပင်အောင်စေကမူပါရဂူပွဲကြီးပင်ရစေကမူပထမကျော်ကြီးပင်ဖြစ်စေကမူ ်အသက်အရွယ်မြင့်မြပင် ကြီးရင်စေကောင်းမူပညာဆိုသောတဘာဝအတိတ်ဘယ်ကို ကောင်းစွာသုံးသပ်နားလည်ခြင်းမရှိကတော့တကယ်အရာမရောအသုံးမဝင်နိုင်ပေပညာသည်စာအုပ်များထဲမှသာရှိသည်မဟုတ်စာအုပ်များကိုကြော်၍မြင်နိုင်စွမ်းခြင်းကိုစောင့်နိုင်ရပေမည်ပညာသည် လူဤဉာဏ်ကိုသာပြုပြင်တိုးချဲ့ယုံသာမဟုတ်လူဤစိတ်နေစိတ်ထားအယူအဆများကိုလည်းတိုးတက်စေရမည် လူဤဇဏအားလောအားကိုနူးညွတ်စေရမည်ယာဇဝင်သိယုံသာမဟုတ်ယာဇဝင်ကိုဖန်တီးနိုင်စေရမည်လောကတ္တပညာကိုသိယုံသာမဟုတ်လောကတ္တပညာကို တိုးချဲ့နိုင်ရမည်ပထဝီပညာကိုသိယုံသာမဟုတ် မြေသိရေသိတောတောင်သိတို့ကို ရှာဖွေစုံစမ်းနိုင်စွမ်းရှိစေရမည် လောကအကြောင်းကို နားလည်စေယုံသာမဟုတ်တိထက်ကောင်းသော လောကကိုဖန်ဆင်းနိုင်စေရမည်ဤကပညာဤတယုတ်အချင်းမြတာတည်းပညာသည်ကာလဒေသပယောကနှင့်ရှင်ရမည်လောက၌လက်တွေ့အသုံးလဲကြရမည်ပညာတွင်သိညာလဲပါသည်ဉာဏ်နှင့်လည်းရှင်းရမည်ဉာဏ်ကြီးသာတုတ်တဲ့၍တင်ညာမရှိပါမူလဲဤမြ ုံမွန်စမ်းကြယ်အပြောကျယ်လှသောခေတ်သစ်အကြောင်းကို နားမလည်နိုင်ပေလောကတက်ပညာကို မတက်မသိပဲလောကတက်ပညာဉာဏ်ကိုသာရလျင် လောကတက်ပညာဤတန်မိုးကို တင်းပြစ်မသုံးနိုင်ပေ တိုင်းပြည်အခြေအနေပြဿနာခေဤအခြေအနေနှင့် မရှင်းပါမူတိုင်းပြည်ထောင်ချင်း ခစ်ပြင်းချင်းမပြုတ်နိုင်ပေ မွေးကလေးကတေသည်အထိအယူဝါဒအပြောင်းလဲမရှိသူသည်ပညာတတ်သည်ဟုမဆိုနိုင်ပေလူတယောက်၏တက်တန်းတွင် အစပထမကသိမြင်လာသောစိတ်နေစိတ်ထားဝါရတို့သည် အမှန်ကြီးမဟုတ်ပြုတ်ပြင်းပြောင်းလဲရမည်သာသည်ယနေ့အယူအဆနှင့်မနှက်ပြန်အယူအဆတို့မှာတူခြင်းမှတူပေလိမ့်မည် အမှန်ကလူတို့ဤတဘဝတွင် အကျွန်ုပ်တို့သည်အယူဝါဒပြောင်းလဲခြင်းများကို တွေ့သောအခါထိုလူသည်တမာတိမတီရှေ့နောက်မညီဟုထင်မှတ်မှားလေသည်တမာတိမတီခြင်းမှာ ကိုခြင်းတရားဖောက်လွဲဖောက်ပြန်ဖြစ်ခြင်းပေတည်းဝါဒပြောင်းလဲမှုမှာညံအမြင်ဤပြောင်းလဲမှုကြောင့်တမာတိမတီခြင်းမဟုတ်ပေတဏီတိုးတက်ခြင်းပေတည်းဒါကတော့20ရာစုမှာပိုကျုပ်အောင်ဆန်း ရေးသားထားတဲ့ကိုရံရဲ့အထုပ်ပတ်ဒီတဲကနေသူတဆောင်းမလေးကိုဖတ်ပြပေးခဲ့တာဖြစ်ပါတယ်။ဒီဘိုကျောင်းအောင်ဆန်းရဲ့အထုပ်ပတ်ဒီတဲမှာဆိုလို့ရှိရင်ခက်စစ်အဖွင့်၁၁လုံးကိုလေ့လာတွေ့ရှိရမှာဖြစ်ပါတယ်။နံပါတ်၁ကစကောလာရှစ်ပညာထိုးကြုံ၍ပေးတော်ပညာသင်စုပယောကအထုံမှုလုံးလာ ဖြစ်ပျက်စေသောအကြောင်း BA ဝိဇ္ဇာဘွဲ့ BL ဥပဒေဝိဇာဘွဲ့မြူးနစ်ဂျာမနီနိုင်ငံမြူးနစ်မြို့လောကထပညာသိပ္ပံပညာတပိမ့်မှလိုလားချက်ကို လိုက်လျောစေရန်အလုတ်တာဝန်များကို မလုံဖဲနေသည်တမာတိတီတီဖြောင့်မတ်ခြင်းတမာတမန်ရှိခြင်း ။သင်ညာမှတ်တတ်သောသဘော အထီကယုံစူပူလှုပ်ရှားခြင်းနဲ့ဥရွှေခိုစုဥရွှေခိုတီထောင်ခဲ့သောပညာသင်စုဆိုပြီးတော့ရင်ခက်စစ်အဖွင့်ဆက်တလုံးကိုလေ့လာရမှာဖြစ်ပါတယ်။သင်ခန်းစာရဲ့ဆိုလိုရင်းလေးကတော့ပညာဟာလူရဲ့ဉာဏ်ကိုသာပြည့်ပြည့်တယ်မဟုတ်လူရဲ့စိတ်နေစိတ်ထားအယူအဆတွေကိုလည်းတိုးတက်စေကြောင်းပညာတွင်သင်ညာလဲပါ၍ဉာဏ်နှင့်ရှင်ရမည်ဖြစ်ကြောင်းကိုဖော်ပြထားတာတွေ့ရပါတယ်။ အခုဖတ်ပြပေးခဲ့တာကတော့တတမတန်မြန်မာသာဖတ်စာမှာပါဝင်တဲ့ဗိုလ်ချုပ်အောင်ဆန်းဤចောင်းသားဘဝနဲ့ပညာရေးအမြင်ဆိုတဲ့သူတဆောင်းမလေးကိုဖတ်ပြခဲ့တာဖြစ်ပါတယ်ရှင်ကျေးဇူးတင်ပါတယ်